မင်္ဂလာပါတတမီမီလေးတို့ရေဒီနေ့မှာတော့ adolescent အရွယ်ဆယ်ကျော်တဲ့လူငယ်လူရွယ်လေးတွေကြုံတွေ့ရလေးရှိတဲ့အကြောင်းအရာတွေအခက်အခဲတွေဖြည့်ရှင်းပုံတွေကိုဇလန်းလေးဖြစ်အောင် ပြုစုထားတဲ့စာအုပ်ထဲကအကြောင်းအရာလေးကိုပြန်လည်မျှဝေပေးပါမယ်ဒီအကြောင်းအရာလေးကိုနားထောင်ပြီးတော့လူငယ်အချင်းချင်းစူပေါင်းဆွေးနွေးမှုများပြုလုပ်နိုင်ကြပါစေနောက်တတမီမီလေးတို့ရဲ့အခက်အခဲပြဿနာတွေ ရင်ဆိုင်ဖြည့်ရှင်းမှုနီလန်းလေးတွေလည်းကူညီပေးနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နော်ခေါင်းစဉ်လေးကဘာလဲဆိုရင် အမေပြောမှာပဲအမောပြေဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြသွားမယ်နော်ဝဝနဲ့မြမြတငယ်ချင်းနှစ်ယောက်လမ်းမှာတွေ့ကြတယ်မြမြရေဒီနေ့နေတိုကအစ်စ်ဝင်နေငါတို့တွေ့ကြရအောင်တဲ့ကြည်ကျင်စိတ်မရှိပါဘူးဝဝရဲ့ ငါမယာတီတွေလာပြီးအရန်နာကျင်ကြိုက်ခဲနေတယ်အခုလှလှအိမ်ကဆေးတောင်းပြီးပြန်လာတာငါကြိုက်တဲ့လက်ဖက်စားဖို့ခေါ်တာတောင်းယာတီလာနေလို့မစားခဲ့ရဘူးအဲ့လိုနဲ့ညံ့ညံ့နဲ့လမ်းခွဲအပြီးမှာဝဝတယောက်တည်းစဉ်းစားနေမိတယ်ยาดีပေါ်မှာကိုလဲစိုးရိမ်ကြောက်ရွံ့နေမိတယ်ဘသူကိုမေးရင်ကောင်းမလဲလို့သူက စဉ်းစားနေတာပေါ့အဲ့လိုစဉ်းစားနေတဲ့အချိန်မှာ အမေကိုမေးရမလားအမကိုပဲမေးရအောင်ကောင်းမလားတငယ်ချင်းတွေကရောကူညီနိုင်မှာမလားဆိုပြီးတော့တွေးရင်တွေးရင်နဲ့နောက်ဆုံးမှာသူ့အမေကိုမေးပြစ်တယ်အမေတမိရာဒီလာမကိုကြောက်တယ်ရာဒီသွေးပေါ်ရင်ကိုခန္ဓာကြိုက်ခဲတယ်အတော့အလားအစားအသောက်အနေအထိုင်းစင်ကြင်ရမယ်လို့ တငယ်ချင်းတွေကပြောတယ်မိန်းကလေးတွေအပြိုဖြစ်လာချိန်မှာတောက်ဥကျွေးပြီးရာတီသွေးဆင်းလာတာဟာတဘာဝပဲဘာမှစိုးရိမ်ထိတ်လန့်စရာမလိုပါဘူးတမီးရဲ့တမီးတငယ်ချင်းတွေ ပြောသလိုရာတီသွေးမပေါ်ခင်၃-၄ရက်အတွင်းမှာနေထိုင်မကောင်းဖြစ်တတ်တယ်ရင်သားတွေတင်းနေခေါင်းတွေကြိုက်တယ်ဝမ်းပိုက်အောက်ပိုင်းကကြိုက်ခဲတာတွေစိတ်ရှုပ်ထွေးတာတွေ မောပန်းတာစိတ်တက်ကြတာတွေဖြစ်တတ်တယ်ဓာရီကိုတက်တာအောင်ဘလို့လုံးရမလဲအမီကျမအောင်နေထိုင်စားတော့ရမှာပေါ့တမီးရဲ့အစာလည်းမရှောင်ရဘူးအစားစားရင်နည်းနည်းချင်းကိုခဏခဏစားရမယ်ကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ရမယ်ခါတိုင်းထက်အချိန်ပိုပြီးအိတ်လိုက်ရင်ခံစားရတာတွေ တက်တာသွားမေတကူရေတန်ရှင်းရေကလည်းအရေးကြီးတယ်လေအင်္ကာတွေကို နေတိုင်းစေချောပေးရမေရေတန်တန်ကိုတုံးပြီးရိုးရိုးဆက်ပြာနဲ့ရှေ့ဘက်ကနေ နောက်ဘက်ကိုနှက်အောင်စေးပေးရမေ၆တွေ့ကျင်းဆက်နေပြီးအနဲ့ပြင်းတဲ့ပစ္စည်းတွေကိုမတုံးရဘူးအလိုနဲ့ပဲ အမေပြောတော့မှပဲအမှန်သိပြီအကြောက်ပြေးသွားတော့တယ်။တငယ်ချင်းတို့ရေလာကြလာကြကျမ်းမာအောင်နားဆိုင်ထောင်ကြ။ဝါဝါကအမေပြောပြတဲ့ပညာပေးသတင်းစကားတွေကိုအပြည့်အစုံပြောပြလိုက်တယ်။အမေဆိုတာသားသမီးတွေရဲ့ဂျမ်းမာရေးလူမှုရေးပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့သူတူပဲ။ဒါကြောင့်မင်းတို့လည်း ကိုကြုံတွေ့ရတဲ့ပြဿနာတွေကိုငါလိုပဲအမေအကူအညီနဲ့ဖြေရှင်းကြဖို့အေးပါတဲ့ငါတို့သဘောပေါက်ပါပြီနောက်ဆိုအမေကိုပဲမေးပါတော့မေးအဲ့ဒီနောက်တော့တငယ်ချင်းအားလုံးဟာပျော်ပျော်ရွှင်ရွှင်နေထိုင် စားတောက်သွားကြတာပေါ့ဒါလေးကတော့အမေပြောမှအမောပြေးဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ် ဒီအကြောင်းအရာလေးကိုနားထောင်ပြီးမိကုံးလေးတွေလည်းဖြည့်ကြည့်ရအောင်နော်နံပါတ်1ရာတီလစဉ်ရာတီတွေးပေါ်ခြင်းကအမျိုးသမီးတွေကိုစိုးရိမ်ကြောက်ရွံ့မှုဖြစ်စေသလားနံပါတ်2ရာတီတွေးပေါ်ခိုက်တွေအစားရှောင်ရန်လိုသည်နံပါတ်3ရာသီသွေးစင်ချိန်တွင်လိင်အင်္ဂါကိုစနစ်တကျတန်ဆင်းစင်ကြယ်စွာဆေးကြောရန် အရေးကြီးပါသည်မှန်ရင်မှန်မှားရင်မှားဆိုပြီးတော့ဖြည့်ကြည့်ကြရအောင်ပါနော်တတမမီလေးတို့ရေအကြောင်းအရာလေးကိုနားထောင်ပြီး အသိပညာဘုဒ္ဓတရားရကြပါစေ